ိုသမီးစားရှိရင်လည်းသမီးစားနဲ့စိတ်ကောင်းမယ်နည်းနည်းလေးဖြစ်တာနဲ့အလိုမကြတော့ဘူးအလိုက်ရန်ထဖြစ်တာဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့ရန်ထဖြစ်တာတွေပါဖြစ်မယ်ဒီကနေ့တော့ကျွန်တော်တို့မြို့သမီးငယ်လေးတွေဓမ္မရာလာပြီဆိုရင်သူတို့ ဖြစ်တတ်တဲ့ပြဿနာလေးတွေစိတ်ပိုင်းဆိုင်ရာပြဿနာလေးတွေအဲ့တော့ဟလာသူတို့ရဲ့စိတ်ဓာတ်အတက်အကျရှိမယ်စိတ်အလိုမကျတာလေးတွေဒေါသထွက်တာလေးတွေချစ်ကနေနေရင်ကိုဟလာအလိုမကျဖြစ်တာမျိုးလေးတွေရှိသလိုစိုးရင်စိတ်တွေလွန်ခဲ့တာပူပန်စိတ်တွေလွန်ခဲ့တာစိတ်ဓာတ်ကျတာတွေလည်းဖြစ်တတ်ပါတယ်အဲ့တော့ဒီလိုတွေဖြစ်တဲ့အခါမှာဟလာဟိုသမီးကြီးစားရှိရင်လည်းသမီးစားနဲ့စိတ်ကောင်းမယ်နည်းနည်းလေး ဖြစ်တာနဲ့အလိုမကြတော့ဘူးအလားယန္ထဖြစ်တာဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့ယန္ထဖြစ်တာတွေပါဖြစ်မယ်မိသားစုထဲမှာလည်းအဲ့လိုပဲအဲ့ဒီအချိန်ဒီမှာဆိုရင်အလိုမကြတွေဖြစ်ပြီးတော့ကြတော့ဟိုစိတ်ထဲမှာခံစားရတာတွေရှိပါတယ်ဒီယောဂါကို premenstrual syndrome လို့ခေါ်ပါတယ်လက်ဓမ္မရာလာခြင်းမှာဖြစ်တတ်တဲ့ဟလာဝိညာယောဂလက္ခဏာစုလို့ခေါ်ပါတယ်ဒါကအရန်ကိုပဲအဖြစ်များပါတယ်အတွေ့များပါတယ်အဲ့တော့ဒီလိုမျိုးဟလာ premenstrual syndrome တဲ့ပို့ပြီးတော့ ဆိုးဝါးတာကတော့ကျွန်တော်တို့က premenstrual dysphoric disorder လို့ခေါ်ပါတယ်။အဲအဲ့ဒီမှာကျတော့စိုးစိုးကပြောတဲ့လက္ခဏာတွေကပို့ပြီးတော့ဆိုးသွားတယ်ပို့ပြီးတော့ခံစားတယ်အဲ့တော့အဲ့လိုမျိုးပိုဆိုးတဲ့အတွက် premenstrual disorder ဖြစ်တဲ့အတွက်အာသူတို့ဆိုးရင်စိတ်တွေအများများတယ်ဟုတ်လားနေလို့မရထိုင်လို့မရအောင်နေဖြစ်တယ်အများတမ်းပဲစိတ်တွေပူနေတဲ့အဲ့ချိန်တွေမှာ restless ဟုတ်လားအငြိမ်မနေနိုင်ဘူးဒါနဲ့မကောင် panic attack လိုမျိုးတွေရလာတဲ့ခါမှာပေမြသေးတော့မလားယူရန်ယူသွားတော့မလား အဝတ်စားတွေမပါဘဲနဲ့ပဲဟိုရှောက်ပြီးတော့ဖက်ပြေးမိမလားမဟုတ်တာတွေမလုပ်တင်တာတွေပြန်လုပ်မိမလားဆိုပြီးတော့အမျိုးမျိုးတွေခံစားတာတွေရှိသလိုစိတ်တက်ကြတဲ့အခါမှာလဲစူးစိုးဝဝကြီးစိတ်တက်ကြတာပါတယ်အဲ့ဒီအချိန်မှာမျက်ရည်ကလေးတွေကလေကလေနဲ့ဖြစ်နေပြီးတော့ဘယ်ကနေပြီးတော့ဟလာမျက်ရည်တွေကဆရာရဲ့ဘယ်ကနေဘလို့ထွက်လာတာမှကိုမသိပါဘူးအလိုလိုနင်းကိုမျက်ရည်တွေဝဲပြီးတော့ကြကြနေတတ်ပါလေလို့ပြောတတ်တယ်လို့စိုးစိုးကပြောတဲ့ဟလာကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့တော်တော်ကောင်း မိသားစုနဲ့သလောင်းကိုရီးစားနဲ့သလောင်းကိုရဲ့လင်သားနဲ့သလောင်းအာအစီမပြေဖြစ်ပြီးတော့ကြတော့ဒေါသတွေနဲ့အကြီးကျယ်ရံဖြစ်တတ်တာတွေရှိသလိုနေ့တူဘအလုပ်တွေလည်းမလုပ်နိုင်တော့ဘူးသူလုံနေကြအလားအလုပ်မှရှိတဲ့အလုပ်ဒီအကန်ဒီအဆသရရာအခက်ခဲတွေဖြစ်တဲ့အပြင်တိတ်ဆိုးလာတဲ့သူတွေမှာကိုကိုကိုအန္တရာယ်ဖြစ်အောင်ဒဏ်ရာတွေရအောင်လုပ်တဲ့အဆင့်ကိုကိုကိုအဆုံးစီရင်တဲ့အဆင့်တွေဖြစ်တတ်သလိုအဲတချို့ကြတော့လေကိုယ့်ရဲ့ လားဟိုတမီကြီးစားသုံးဖို့ကိုယ့်ရဲ့အိမ်အောင်ဘက်အပေါ်မှာဟာထုရိုက်ပြီးတော့ကြာဒေါသတွေထွက်ပြီးတော့ပေါက်ကွဲပြစ်လိုက်တာမျိုးတွေရှိတဲ့အတွက်ဆက်ဆံရေးတွေမှာ အနှောက်အယှက်တွေအများကြီးအခက်ခဲတွေအများကြီးဖြစ်စေတတ်တယ်ဆိုတာလေးကိုသိစေချင်ပါတယ်ဒီအချိန်တွေမှာယောဂါတွေကပူကြွတ်တက်လာတတ်ပါတယ်အဲ့ဒါကိုတော့ကျွန်တော်တို့က premenstrual exacerbation လို့ခေါ်ပါတယ်ဆိုတာလေးကိုသိစေချင်ပါတယ်ခင်ဗျာ